BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာရှိတဲ့ညချမ်းချင်ခါဖြစ်ကြပါစေခင်ဗျာအောက်တိုဘာလ26ရက်တနင်္ဂနွေညချမ်းအတွက် BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဗီဖြိုးပါအာဆီယံထိပ်သီးဆွေးနွေးပွဲလာတက်တဲ့အမေရိကန်သမ္မတရှင်မောက်ထိုင်းနဲ့ကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူမှုလက်မှတ်ရေးထိုးလိုက်ပါတယ် Today signing represents just one of eight conflicts that we've ended in. ASEAN ထိပ်သီးဆွေးနွေးပွဲကထူးခြားအခြေအနေတွေနဲ့အတူမြန်မာအရေးပေါ်ဘယ်လိုရိုက်ခတ်နိုင်မလဲဆိုတာတွေကိုနောက်ဆက်ရောက်ဖို့ရှိသလို ်အင်းက150လောက်ရှိတယ်။သူဝင်းကနေလက်နဲ့ကြည့်နေပြစ်တာလေ။ခုကဖုန်းနဲ့တိန်းနေအင်းလေးရပြီးတယ်။ပစ္စည်းရယူတယ်။ပတ်စံလေးရောတိန်းတယ်။အင်းကစစ်ကြောင်းတွေကတူပါတူလက်ပြန်မှာပဲရှိတယ်။ခုကစိုးတယ်။ဝမ်ပောင်းကျင်းဒီစီမံခန့်တဘကစစ်တကစစ်ကြောင်းထွန်းနေတဲ့အကြောင်းအပြည့်စုံကိုလည်းမကြခင်တင်ဆက်ပေးဖို့ရှိနေပါတယ်ခင်ဗျာ။ အာဆီယံအဖွဲ့ဝင်အင်ဒီဂျင်းနှစ်နိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြားပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်တဲ့ငင်ငယ်ရေးစာချုပ်လက်မှတ်ရေးထိုးပွဲကိုအမေရိကန်သမ္မတထရန့်ရှိမောက်ပြုလုပ်ခဲ့ပါတယ်။သမ္မတထရန့်ဟာအာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပနေတဲ့မလေးရှားနိုင်ငံမှာရောက်နေတာဖြစ်ပါတယ်။ပြီးကြတဲ့ဇူလိုင်လနေဆက်တိုက်ပွဲဖြစ်ပြီးကြတဲ့ဆက်ဆံရေးပြည့်ဝနေခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံဟာခုလိုသမ္မတထရန့်ရှိနေချိန်မှာပဲငင်ငယ်ရေးသဘောတူမှုစာချုပ်တစ်စောင်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါဟာနိုင်ငံတကာငြိမ်းချမ်းရေးရအောင်သူ့ရဲ့နောက်ထပ်ဆွမ်းဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့တမရထရမ်ကဂုံယူဝင်ကြောဆောင်နဲ့ပြောပါတယ် Today's signing represents just one of eight conflicts that we've ended in ဒီကနေ့လက်မှတ်ရေးထိုးပွဲဟာထရမ်တမရတက်တန်းရှစ်လာတာကာလအတွင်းပြည်ပခေါပေါင်း၈ခုကိုအဆုံးသတ်နိုင်လိုက်တာဖြစ်တယ်ဆိုတာကိုစားပြုနေပါတယ်တိုင်းနဲ့ခြေရလူအသက်တွေကိုကယ်ဆယ်နိုင်တဲ့အတွက်အင်မတန်ဂုံယူဝမ်းမြောက်ရတယ်ဆိုပြီးပြောသွားတာပါအခုသဘောတူမှုဟာအဆုံးသတ်ဆုံးဖြတ် သတ်မှတ်ချက်တွေထည့်သွင်းထားတာမျိုးတော့မဟုတ်သေးပါဘူး နှစ်ဖက်စီးရေးပြင်ဆင်တည်ဆောက်နေရတွေကိုရုပ်သိမ်းရေးလုပ်ငန်းစဉ်ရဲ့အစလို့တော့ပြောဆိုနိုင်ပါတယ်ထရမ်မှာအာဆီယံထိပ်သီးဆွေးနွေးပွဲပြုလုပ်ရာမလေးရှားနိုင်ငံမျိုးတော်ကွာလာလွန်ပူကနေအာရှတွင်ခီးဆက်မှာဖြစ်ပါလေ။လာမယ့်ကြာသပတေးနေ့မှာတော့တောင်ကိုရီးယားနိုင်ငံနဲ့မှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံသွားဖို့စီစဉ်ထားပါလေ။ တခါမလေးရှားမှာထရမ့်ရှိနေစမှာပဲအာဆီယံဖွဲ့ဝင်ဗီယက်နမ်နဲ့အမေရိကန်ညာကုံသွေးဆိုင်ရာတစ်ဖက်သဘောတူမှုမူပေါင်းတည့်ရထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။အဲ့ဒီသဘောတူမှုကြောင့်တခါမှမပေါ်ပေါက်ခဲ့ဘူးတဲ့အတိုင်းတာပမာဏမျိုးနဲ့နိုင်ငံစလုံးဟာပို့ကုန်တွေကိုအပြန်အလှန်တင်ပို့နိုင်စွမ်းရှိလာမှာဖြစ်တယ်လို့အမေရိကန်ဘက်ကပြောပါတယ်။ တခါအာဆီယံထိပ်သီးဆွေးနွေးပွဲမှာပဲရှိနေခဲ့တဲ့ဘရာဇီးလ်သမ္မတလူလာဒါဆိုးဘားနဲ့လည်းသမ္မတထရန့်တည်ဆံတွေ့ဆုံခဲ့တာမှာကွန်ဒွေးသဘောတူမှုအသက်တွေရလာနိုင်မို့ရာသူယုံကြည်တယ်လို့ထရန့်ကပြောပါတယ်ဘရာဇီးလ်ဟာလက်ရှိမှာတော့ထရန့်ရဲ့ပို့ကုန်အခွန်စည်းကြပ်မှုအများဆုံးနှုံနာဖြစ်တဲ့90ရာခိုင်နှုန်းအထိစည်းကြပ်တာခံရရပါတယ် အခုအာဆီယံထိပ်သီးဆွေးနွေးပွဲမှာအထူးကြောင့်နောက်တစ်ချက်ကတော့တီမော်လက်စတေးနိုင်ငံဟာ၁၇နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ်။တီမော်လက်စတေးကိုအဖွဲ့ဝင်သစ်အဖြစ်တည်ဝင်လက်ခံကြောင်းအခု၄၈ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်အာဆီယံအနေနဲ့၂၆နှစ်တာကာလအတွင်းပထမဆုံးအကြိမ်ဖြစ်နောက်ထပ်အဖွဲ့ဝင်တနိုင်ငံထပ်တိုးလာခဲ့ပြီးဖြစ်ပါတယ်။အိန္ဒိယနဲ့တရုတ်ကြားတိုက်ရိုက်လျင်ခီးစဉ်တွေ၅နှစ်ကြာရပ်နားထားတာကနေအခုပြန်လည်စတင်မှုစီစဉ်ထားပါတယ်။ တနိုင်ငယ်နေဆက်အငင်းပွားနေတဲ့ဟိမွန်နာဒေသမှာလူတွေသေဆုံးခဲ့တဲ့အထိနှစ်ဖက်တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းဒိုက်ရိုက်လျင်ခီးစဉ်တွေကိုရပ်ထားတာဖြစ်ပါတယ်။အခုလက်ရှိနှစ်နိုင်ငံညဆက်ဆံရေးအကြောင်း BBC ရဲ့တောင်အာရှရေးရာသတင်းတော့ Enbrosan Ethiopian ပြောတာက The two Asian giants have been taking cautious steps to rebuild ties. အရှာရဲ့မဟာအင်အားကြီးနှစ်နိုင်ငံဟာဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်မှုရာခြေလှမ်းတွေကိုသတိကြီးကြီးထားလို့လှမ်းလာပါတယ်။ ပိုင်နဲ့ပိုင်ချသတ်မှတ်ချက်တွေအတီတကျမပြုတ်လောက်နိုင်သေးတဲ့ကီလိုမီတာ3500ကျော်နယ်နိမိတ်တစ်လျှောက်မှာတင်းမာမှုတွေကိုဒဇဒဇဖြီလျှော့လာပါတယ်။ကြံခဲ့တဲ့9နှစ်လုံးလုံးအိန္ဒိယနဲ့တရုတ်နဲ့နိုင်ငံကြားခီးသွားလို့သူတွေဟာတတိယနိုင်ငံတနိုင်ငံကနေတဆင့်ပတ်ပြီးသွားနေခဲ့တာကနေအခုတော့အိန္ဒိယရဲ့ဈေးသက်သာတဲ့ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air Indigo ဟာအခုဆိုရင်ကိုလကတ်တာမြို့ကနေကွမ်ဂျိုးထိတိုက်ရိုက်နေရင်ခီးစဉ်ပြန်ဆလာတော့မှာဖြစ်ပါတယ်ဆိုပြီးပြောသွားတာပါ။ ဘကူတိုင်းပြည်ခရိုင်ပရောင်းမြို့နယ်ကစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစစ်ရုံးကပ္ပဆ16ရဲ့နားမှာစစ်တပ်နဲ့အရခတ်တော်အေယာတိုက်ပွဲတွေဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ကပ္ပဆ16နားနဲ့မတုံရွာအနီးတစ်ဝိုက်တိုက်ပွဲဖြစ်နေတာလို့သတင်းရင်းမြစ်တယောက်ကပြောပါတယ်အေကတော့သူတို့ဟာကပ္ပဆ16ရမ်းချက်စစ်ရုံးအနီးကမြန်မာစစ်တပ်ရဲ့ point 666ဂုံးကိုပိန်းထားနိုင်တယ်လို့ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့တုန်းကသတင်းထုတ်ပြန်ထားပါတယ် ဲ့ဒီကုန်းကို A ရပြီးနောက်မှာလဲကပ္ပဆတ်16အနီးကနောက်ထပ်ကာကင်းစခန်းတစ်ခုကိုလဲ A နဲ့ပူးပေါင်းတက်တွေအောက်တိုဘာ24ရက်နေ့မှာထပ်ပြီးသိမ်းလိုက်နိုင်တယ်လို့ NUG လက်အောက်ခံ PKI သတင်းပညာရေးတာဝန်ခံက BBC ကိုပြောပါတယ် ိန္ဒိယနဲ့တရုတ်ကြားဓာတ်ရိုက်လေယာဉ်ခီးစဉ်တွေငါးနှစ်ကြာရပ်ထားတာကနေအခုပြန်လည်စတင်မှုအစီအစဉ်ထားပါတယ်။နှစ်နိုင်ငံတွေဆက်အငင်းပွားနေတဲ့ဟိမွေနာဒေသမှာလူသေဆုံးခဲ့ရတဲ့အထိနှစ်ဖက်တိုက်ခိုက်မှုတွေပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းဓာတ်ရိုက်လေယာဉ်ခီးစဉ်တွေရပ်ထားရတာဖြစ်ပါတယ်။အခုလက်ရှိနှစ်နိုင်ငံကြားဆက်ဆံရေးအကြောင်း BBC ရဲ့တောင်အားရှရေးရာသတင်းတော့ Anbrosan Ethiopian ပြောတာက The two Asian giants have been taking cautious steps to rebuild ties including အရှာရဲ့မဟာအင်အားကြီးနှစ်နိုင်ငံဟာဆက်ဆံရေးပြန်လည်တည်ဆောက်နိုင်မှုရာခြေလှမ်းတွေကိုသတိကြီးကြီးထားပြီးလှမ်းလာပါတယ် ိုင်နဲ့ပိုင်ချာသတ်မှတ်ချက်အတိအကျမရှိသေးတဲ့ကီလိုမီတာ305ကျော်နဲ့နမိတ်တစ်လျှောက်တင်းမာမှုတွေကိုတစတဲ့တစဖြေလျှော့လာပါတယ်။ကြံခဲ့တဲ့9နှစ်လုံးလုံးအိန္ဒိယနဲ့တရုတ်နိုင်ငံများခီးသွွားလို့သူတွေဟာတတိယနိုင်ငံတနိုင်ငံငငငကိုဂျားရဲရနေခံပြီးတဆင့်ပတ်ပြီးသွားနေခဲ့တာကနေခုတော့အိန္ဒိယရဲ့ဈေးသက်သာတဲ့ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air Indigo ဟာကိုကောက်တာမြို့ကနေကွန်ဂျိုးထိတိုက်ရိုက်လေယာဉ်ခီးစဉ်ပြန်ဆောက်လာတော့မှဖြစ်တယ်ဆိုပြီးပြောသွားတာပါ။ နိုင်ငံကအကာသစခန် ISS ရှိရာစီတွားရောက်မဲ့လူမဲ့ကုန်တင်အကာသယင်တစ်တဆင်းကိုဂျပန်နိုင်ငံကအအောင်မြင်မြင်လွှတ်တင်နိုင်ခဲ့ပါတယ်။အကာသယင်လွှတ်တင်ရမှာအလုံးချောချောမွေ့မွေ့ရှိခဲ့ပြီး ISS ရှိရာလာမဲ့ရက်အနည်းငယ်အတွင်းမှာပဲရောက်သွားဖို့မျှော်လင့်တယ်လို့ဂျပန်အကာသအေဂျင်စီကပြောပါတယ်။ ISS မှာရှိနေတဲ့ဂျပန်အကာသတရားကောင်ကီမီယာယူအီကသူဟာအဲ့ဒီဂျပန်လူမဲ့အကာသယင် ISS နောက်ကိုချဉ်ကပ်လာပြီးဆိုရင်စက်ရုပ်မောင်းတန်လက်နဲ့စီးကြိုလို့ဖမ်းယူမှာဖြစ်ပါတယ်။ အဲ့ဒီရင်ဟာ ISS ပေါ်မှာထားဖို့ရေတွေအစားအစာတွေနဲ့အတူပိတ်ပန်ဆက်သက်မှုတွေလိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုပါဖယ်ဆောင်လာတာဖြစ်ပါလေအခုခီးစဉ်ဟာဂျပန်နိုင်ငံအနေနဲ့၅နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ် ISS အတွက်ရိတ်ခါတွေအပအဝင်လိုအပ်တာတွေကိုပို့ဆောင်ပေးတဲ့အာကာသခီးစဉ်ပြုလုပ်လာတာဖြစ်ပါလေခင်ဗျာ ီကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကိုရေဒီယို online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါရဲ့ရှင်။ တော်ရှင်များခင်ဗျာခုနကကြားခဲ့ရသလိုပဲ58ကျင်းမြောက်အာဆီယံထိပ်သီးဆင်နွေးပွဲကိုဒီကနေ့ကစပြီးမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပနေပြီဖြစ်ပါတယ်မြမအရေးဟာလည်းအထူးအာရုံစိုက်စရာကိစ္စတစ်ခုအဖြစ်ဆက်ရှိနေပါတယ်အပြည့်အစုံကိုမတ်တူစာတင်ပြောပြပေးသွားမှာပါ 48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို2025ခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံမှာ အော်တိုဘာလ26ရက်နေ့ကနေ29ရက်နေ့ထိကျင်းပသွားမှာပါ။ဒီအစည်းအဝေးပွဲကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းတက်ရောက်ခဲ့ပါတယ်။မြန်မာကိုစားပြုအနေနဲ့ကတော့နိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းတွင်းဝင်ဦးဟောက်ခန့်ဆုံးပဲတက်ရောက်ခွင့်ရပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့မလေးရှားနိုင်ငံကအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာမြမအရေးလေးပေးဆောင်ရွက်ခဲ့ပေမဲ့လည်းနောက်နှစ်တွေမှာတော့အာဆီယံအနေနဲ့မြမအရေးအတွက်ထိထိရောက်ရောက်လှုပ်ဆောင်ပေးနိုင်မလားဆိုတာကိုစိုးရိမ်စရာရှိတယ်လို့ထောက်ပြထားပါတယ်။ ဘာကြောင့်မလဲမြမမဟာဗျူဟာနဲ့မူဟာရလေ့လာရေးအင်စတီကျူ ISP မြန်မာရဲ့ညွှန်ကြားရေးမှူးဦးအောင်သူငိမ့်ပြောတာကဒီအာဆီယံထိပ်သီးအစည်းအဝေးကတော့အလှည့်ကြဥက္ကဋ္ဌအလှည့်ပြောင်းနေဖြစ်လာမယ်နောက်တစ်ခုကကျတော့မြန်မာပြည်ရဲ့ရေးဖြည့်ရှင်ရဲ့တရုတ်ကတော်တော်ကြီးခြေလေးဝင်ဝင်ပါနေတယ်လုံနေတယ်ဆိုတဲ့သဘောရှိတာပေါ့အဲ့တော့ဖိလစ်ပိုင်နဲ့တရုတ်ကလည်းဆက်ဆံရေးမကောင်းဘူးဗျ အဲ့တော့မြန်မာအရေးကဟိုစိတ်ပြီးတော့ခီးရောက်မယ်တော့မထင်ရဘူးအာဆီယံဒီအလှည့်ကြဥက္ကဋ္ဌဖိလစ်ပိုင်လက်ထက် မှာပေါ့နော်မြန်မာအရေးကမြုပ်ရင်တော့မြုပ်သွားနိုင်တယ်လို့ထင်ပါတယ်ဗျာဒီစီဝေးပွဲမှာမြန်မာရဲ့ရွေးကောက်ပွဲအရေးကိုအာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ဆွေးနွေးသွားမယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်က ပြောထားပါဗျာ အခုအာဆီယံအစည်းအဝေးဘွဲကမြန်မာရေးအတွက်ဘယ်လိုရလက်ထွက်ပေါ်လာနိုင်ပါသလဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်ယုံပြောခွင့်ရှိသူဦးနေဖုံးလက်ပြောတာကပြည်သူလူထုစံနာနဲ့မဆန့်ကျင်နဲ့ပေါ့နော် အဲရလမျိုးတွေထွက်ဖို့တော့ကျွန်တော်တို့ကတော့မျှော်လင့်တယ်အဲဒီမတိုင်ခင်တုန်းကလည်းပဲမြန်မာနိုင်ငံအရေးမှာပေါင်းပတ်သက်သူတွေနဲ့เนาะကျွန်တော်တွေ့ဆုံဆွေးနွေးကြတဲ့ပွဲတွေဒီမလေးရှားကစီစဉ်တဲ့ပွဲတွေမှာတက်ရောက်ခဲ့ပြီးတော့အယူကြီးပါဝင်ဒီတော်လိုင်းအင်အားစုတွေကเนาะကျွန်တော်တို့ရဲ့ရည်တည်ချက်တွေတောင်းဆိုချက်တွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောပြခဲ့ပြီးဖြစ်ပါတယ်အဲအဲ့ဒီတောင်းဆိုချက်တွေအတိုင်းဆောင်ရွက်နိုင်မယ်ဆိုရင်တော့ဒီ ASEAN စည်းဝေးဟာဒါမြန်မာနိုင်ငံအတွက်တော့အင်မတန်မှအဲကောင်းမွန်တဲ့ရလဒ်တွေထွက်လာမယ်လို့မျှော်လင့်ပါတယ်ဗျ စစ်တပ်ကျင်းပမယ်ရွေးကောက်ပွဲကိုညင်းပယ်ချဖို့အတွက်နိုင်ငံတကာနဲ့အာဆီယံဒေသအသီးသီးမှရှိတဲ့အဖွဲ့ပေါင်း300ကျော်ကလက်မှတ်ရေးထိုးပြီးတောင်းဆိုထားပါတယ်။လာမယ့်2026ခုနှစ်အတွက်အာဆီယံလှည့်ကြဥက္ကဋ္ဌကိုတော့ဖိလစ်ပိုင်နိုင်ငံကတာဝန်ယူမှာဖြစ်ပါတယ်ရှင်။မတူစာလင်းဖြစ်ပါတယ်။ပရောရှင်များခင်ဗျာ။စကိုင်းတိုင်းရမပင် KI စလင်းကြီးနယ်ကတရုတ်ကျင်းဒီစီမံကိန်းအနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုပြီးခဲ့တဲ့ရက်ကစလို့ စစ်တပ်ဟာစစ်ကြောင်းထိုးပစ်ခတ်တာတွေဇက်တိုက်လုပ်နေတာကြောင့်လူတွေဘေးလွတ်ရာထွက်ပြေးနေရတယ်လို့တေဆုံရသူတွေလည်းများလာနေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီရပိုင်းတရုတ်စီမံကိန်းရှိရာလက်နက်ကြီးနဲ့ပစ်ခတ်ရတာကြောင့်အခုလိုတိုက်ပွဲကြီးကြီးမားမားမရှိဘဲစစ်ကြောင်းထိုးဖမ်းဆီးတာတွေပိုးများလာတာလို့လည်းဆိုပါတယ်ကိုဘူဘူပြောပြထားပါတယ်စလင်းကြီးမြို့နယ်တဲကတရုတ်ချင်းနီစီမံကိန်းတွေဖြစ်တဲ့ဝမ်ပေါင်နဲ့ရန်စီဆက်ယုံနေရဲ့အနာဝင်းကျင်နေရာတွေကိုအဓိကထားပြီးတော့ နေမီရှင်းလင်းနေတာဆိုပြီးဒေသခံတွေကပြောပါတယ်23ရက်နဲ့24ရက်နေ့မှာတော့တရုတ်စီမံကိန်းတွေ short tight တုံးနဲ့ပြစ်ခတ်ရပြီးနောက်ပိုင်းမှာစစ်ကြောင်းထိုးတာပိုဆိုးလာတယ်လို့ဆိုပါတယ်စစ်ကြောင်းဝင်တဲ့ချိန်လက်နက်ကြီးတွေနဲ့ပြစ်ခတ်လို့ဒေသခံ9ဦးသေဆုံးခဲ့ရပြီးဆယ်နဲ့ချီတဲ့ကြေးရွာတွေကဒေသခံတွေပါထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်စလင်ကြီးမြို့နယ်တွေကထွက်ပြေးနေရတဲ့ကြေးရွာသားတူပြောတာကမလုံလောက်မှမနေ့ကနေအထိုင်ချထားတာ ိုမဘလောင်ဝမေကန်တော့ရွှေလီပေါ့လာတဲ့စကြောင်းတော့ဝမ်မောင်ကနေပြီးတော့ထွက်လာတဲ့စကြောင်းအင်းက350လောက်ရှိတယ်သူဝင်းကနေလက်နဲ့ကြည့်နေပြစ်လာတယ်အခုကဖုန်းနဲ့တိတ်နေအိမ်နေရှိတယ်ပစ္စည်းတွေယူတယ်ပတ်စံတွေရောတိတ်နေအင်းကစကြောင်းတွေတူပတူလက်ပြန်သွားပဲရှိတယ်အခုကစိုးတယ်မနေ့ကပလုံရွာဘက်ကိုစိတ်ချောင်းကလက်နဲ့ကြီးနဲ့ပြက်ခတ်ခဲ့လို့ရွာသားတဦးထံရခဲ့ပြီးအဖမ်းခံရတဲ့အမျိုးသမီး9ဦးကိုတော့ပြန်လှုပ်ပေးခဲ့တယ်လို့ဆိုပါတယ် ရှင်းနီစီမံကိန်းတွေကတော့ short တိုက်ထုံးနဲ့ပြစ်ခတ်ခံရပြီးနောက်ပိုင်းလုပ်ငန်းတွေရပ်ဆိုင်းထားပြီးစီမံကိန်းအတွင်းကထိခိုက်မှုကိုတော့မသိရဘူးလို့ဒေသခံတွေကပြောပါတယ်စစ်တကပါကြောင်းခုလိုရှင်းလင်းရေးတွေလုပ်လာတယ်လေဒီအကြောင်းစလင်းကြီးဒေသဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်ဒုကခုလို့ပြောပါတယ်အဓိကကတော့ရန်ကုန်မှာဘေးနားကနေရာတွေကသူတို့အနေနဲ့ကရွေးကောက်ပွဲကာလမှာဒါသူတို့ရဲ့ဒီကြီးထုတ်လို့ပေါ့အဲ့ဒါကိုလည်းသူတို့အိုက်တော်တဲ့မှာလည်းထိန်းနေတာပေါ့လေသူတို့ရဲ့လုပ်ငန်းကိုပြန်လုပ်ချင်တဲ့အတွက်ဒါတရုတ်တွေထုံးစံတိုင်းဒီအမည်ပတ်ချလဲဆိုတော့ကြီးပယ်ထုတ်တဲ့လမ်းကြောင်းတွေကလည်းပြန်တဲ့စီရင်တဲ့ပတ်သက်တာတွေဆိုတော့တရုတ်ရဲ့ပါဝါနဲ့ပြန်ဖြည့်ရှင်းထားတဲ့ဝမ်ပေါင်ကုမ္ပဏီဟာစီမံကိန်းနေရာတွေတိုက်ခိုက်မခံရဖို့ တော်လှန်ရေးတပ်ဖွဲ့တချို့ကိုငွေကြေးနဲ့ကန့်လှန့်ညှိနှိုင်းထားတာဆိုပြီးဒေသခံတွေနဲ့အဲ့ဒီမှာရှိတဲ့တော်လှန်ရေးဖွဲ့တွေက BBC ကိုပြောပါတယ်ဒီပေါ်အဖွဲ့တချို့ကလက်ခံခဲ့ပေမဲ့မြေပြင်မှာငွေကြေးယူမထားတဲ့တော်လှန်ရေးအဖွဲ့တွေပါရှိနေလို့ဝမ်ပောင်ရဲ့စီမံကိန်းတိုက်ခိုက်ခံရမှုကရပ်မသွားတာလို့ဆိုပါတယ် လက်ဘရောင်းတောင်ချီနီစီမံကိန်းဟာအာနာသိမ့်ပြီးနောက်ပိုင်းဝန်ထမ်းများစု CDM လုပ်ခဲ့တာကြောင့်2024အထိလုပ်ငန်းတချို့ရပ်ဆိုင်းခဲ့ရပြီးအခုနှစ်ထဲမှာလုပ်ငန်းအလုံးပြန်လည်ပတ်နေတာဖြစ်ပါတယ်။တခါကချင်ပြည်နယ်တွေကတရုတ်မြန်မာနယ်စပ်မှာပိတ်ထားတာတနည်းဝန်းကျင်ရှိနေပြီဖြစ်တဲ့နယ်စပ်ကိတချို့ကိုပြီးခဲ့တဲ့ရက်ကစလို့တရုတ်ဘက်ကနေပြန်ဖွင့်ပေးခဲ့ပါတယ်။ကမ်ပတ်ခံထားစေကုန်ပစ္စည်းမျိုးတွေတော့ရှိနေစေဖြစ်ပါလေ။အဲဒီကအခြေအနေတွေအကြောင်းမတ်ပီရီဇော်ကပြောပြထားပါတယ်။ ခရိုင်ထိန်းချုပ်မှုအောက်မှာရှိတဲ့နေဆက်ဂိတ်တွေကိုပြန်ဖွင့်နေရမှာကမ်ပိုင်ဒီဂိတ်ကိုမနေ့ကပြန်ဖွင့်ခဲ့ပါတယ်။လိုင်ဇာလွဲကျဲနဲ့မိုင်းဇာရဲ့နေဆက်ဂိတ်တွေကိုတော့အော်တိုဘာ24ရက်နေ့ကလေးကတရုတ်ဘက်ကပြန်ဖွင့်ပေးခဲ့တာပါ။ပြီးခဲ့တဲ့နှစ်အော်တိုဘာကလေးကကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တရုတ်မြန်မာနယ်စပ်ဂိတ်အားလုံးကိုတရုတ်ဘက်ကပိတ်ထားခဲ့တာပါမိုင်းဇာယန်ဂိတ်မှာတော့စောင့်ကြည့်ကာလတစ်ပတ်ပြီးမှမြန်မာဘက်ကလူတွေအထွက်ပါအဝင်အထွက်လက်မှတ်လုပ်ပေးဖို့အစီအစဉ်ရှိရလို့သိရကြောင်းမိုင်းဇာယန်ဒေသခံတွေကပြောပါရယ်နယ်စပ်ဂိတ်ပိတ်ထားချိန်မှာကွန်ပျူစီစေးတွေမြင့်တက်ခဲ့တာကြောင့်အခုဂိတ်ဖွင့်ချိန်ကုန်စည်နှုန်းတွေပြန်ကျဖို့မျှော်လင့်တယ်လို့လည်းမိုင်းဇာယန်ဒေသခံတွေကဆိုပါရယ်လက်ရှိမှာလိုင်ဇာဝင်ပေါက်ကနေစားစရာနဲ့လူသုံးကုန်တချို့ဝင်ရောက်လာတယ်လို့သိရပါရယ်နယ်စပ်ဂိတ်တွေပြန်ပွင့်တဲ့အချိန်တွေပေါ် KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးတော်ဘူးပြောတာက မနေ့ကတနေ့ကနဲ့ဖွင့်တာရှိပါတယ်။ဒါပေမဲ့အကတ်တကနဲ့ဖွင့်တာပါလူလူလတ်လတ်တော့မဟုတ်ပါဘူး။အဲဇာပြတောက်ကြရည်ပေါ့အဲ့ဒါတွေကအဓိကအဲသူတို့ပြပေးတာပါခင်နဲ့ပတ်သက်တာဟာဒီခြားတော့အဲ့ဒီအဲဖြတ်တုံးစီကြီးကတော့ပြမပေးသေးဘူး။အိုးမနေ့တော့ကလည်းပြစ်ထားတာပါဒီလိုလူထုရဲ့တော့နေတဲ့သာတုံးပုံပြစ်သေးလို့ပဲဒီကတော့ပြစ်တာပါ။အဓိကတော့ပြုတ်ပြပေးကနဲ့ပြစ်တာပါ။ ပုံပစ္စည်းပို့ဆောင်နေသူတွေကတော့တရုတ်ဟာသူ့ပြည်တွင်ကုန်စည်လိုအပ်ချက်ပုံမူတည်ပြီးအဲ့နေဇက်ဂိတ်တွေကိုပိတ်လိုက်ဖွင့်လိုက်မကြခဏလုတ်တက်တယ်လို့ပြောပါရယ်။ကမ်ပိုင်ဒီဂိတ်ကနေတရုတ်ဘက်ကိုကုန်ဖို့ရင်အရင်ကပါမစ်လိုပေမဲ့မနေ့ကစပြီးပါမစ်မလိုတော့ဘဲကန့်သက်ပစ္စည်းကလွှဲရင်ပြန်ပို့လို့ရပြီလို့မြန်မာတရုတ်ကုန်ပစ္စည်းပို့ဆောင်နေသူတွေကပြောပါရယ်။လက်ရှိကမ်ပိုင်ဒီနေဇက်ဂိတ်အခြေအနေပေါ်ကုန်ပစ္စည်းပို့နေသူပြောတာကကန့်သက်တာက73ရဲ့စားတဲ့စီရဲ့ဗင်းစားမျိုးလောက်တော့ကန့်သက်တယ်အဲ့ဒါလက်မခံဘူး။ တယ်။ဒါနဲ့အားရရတယ်။တမန်ကြီးကတော့ကျွန်တော်မြန်မာဘက်ကအားရအများအုပ်ပေးပွင့်လိုက်။ငါပြောကပြည်သူတွေတိုက်တာဆိုတော့ငါပြောတခုကတော့ငါကိုယ်ကလေးမပေး။ပြည်သူကသူတို့စတန်လို့ပြီးဆိုရင်စပ်ဖွင့်ပြီးလေကျွန်တော်မြန်မာပြည်နဲ့စပ်ဖို့ရတယ်။ပဲလို့ပြီးဆိုပဲဖွင့်ပြီးလေသူတို့နိုင်ငံထဲမှာပြည်နေလို့မလုပ်ဘူးစပ်ပေးပလိုက်တယ်။ တရုတ်လုပ်ငန်းရှင်တွေဟာကချင်ပြည်နယ်မန်စီရွှေကူနဲ့ဝိုင်းမော်မြို့နယ်တွေမှာတ िश ူငပြောနဲ့ဖရဲကိုအဓိကစိုက်ပျိုးကြပြီးလွိုင်ကျဲနဲ့မိုင်းကြရံမှာတော့ကြံစိုက်ပျိုးကြပါတယ်။မြကြီးနားဝိုင်းမော်ဘက်မှာစိုက်ပျိုးထားတဲ့တ िश ူငပြောတွေကိုတော့ကမ်ပိုင်တီနယ်ဆက်လမ်းကနေပို့ဆောင်ရတာဖြစ်ပါတယ်။လက်ရှိမှာတော့အဓိကကုန်သွယ်ရေးဂိတ်ကြီးနှစ်ခုဖြစ်တဲ့ကမ်ပိုင်တီနဲ့လွယ်ကျဲအပါအဝင်ကချင်ပြည်နယ်ကတရုတ်မြန်မာနယ်ဆက်ဂိတ်တွေကို KIA ကထိန်းချုပ်ထားပါတယ်။ ီညက်တွေ BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲကျွန်တော်ဝင်ပြူပါအခုကြားခဲ့ရတဲ့နောက်ဆုံးရသတင်းတွေအပြင်သတင်းဆောင်မနဲ့သုံးသက်ချက်တွေရုပ်သံစီစဉ်တွေကိုလည်း www.bbcbemis.com မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်တော်တော်ရှင်အားလုံးကိုစိတ်နှပြကျမ်းမာရှင်လားနှံ့ရပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။